မျက်ခွက်ကိုဖျက်ရိုက်ခံရပြီးတော့လူကုံတိတ်ခါကင်းမဲ့နေတဲ့မျောလင့်ချင်မဲ့တဲ့မြေဝန်းတွေတကူလို့အဟိဆဆွဲခံရပြီးလက်ထဲမှာကလေးလေးပိုက်ထားတဲ့မျက်နှာကိုဖျက်ရိုက်ခံရတဲ့အချိန်မှာဖြစ်သွားတဲ့မြေဝန်းဒီမြေဝန်းကိုကျွန်တော်နှလုံးသားထဲမှာဆွဲဆွဲထင်ထင်ဒီနေ့ရှိနေပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Over Allergy Review Channel မှာကျွန်တော်တေချာ ပြောပြခြင်းပါတယ်။ဒါကြည့်ဖို့အဖေခေါ်ပါတယ်။ဒီဘက်လူမြတ်ကျော် channel မှာတော့ tolerance စစ်တရင်နေနဲ့အောင်ပွဲတရင်နေအရင်ပြောကြရအောင်။နေပြည်တော် PDF ကဝင်စော်ပါပြီဗျ။နေပြည်တော် PDF ကဒီနေ့ထုတ်ပြန်ကြေညာချက်တချို့တွေလည်းဖတ်ပြီးသွားလိမ့်မယ်တချို့တွေလည်းမဖတ်ကြသေးဘူးဖြစ်လိမ့်မယ်နေပြည်တော် PDF ကထုတ်ပြန်ကြေညာချက် ရေဒါချင်းစက္ကစအထိုင်စခန်းတွေကိုဝင်တိုက်တယ်လို့ဆိုပါတယ်။တက်ရင်မူဒုတိယဗိုလ်မှူးကြီးညီညီနိုင်အပါဝင်ဖတ်စစ်တဲ့စစ်ကွေး15កောင်မတာပေါ်ပါတယ်။အဲ့တော့နေပြီးတော့ PDF ရဲ့ချိန်ညာချက်မှာဘကိုးရေဒါရှိမှာအကြမ်းဖက်ဖတ်စစ်တက်ရဲ့အထိုင်စခန်းတွေကိုတော်လိုင်းတပ်ဖွဲ့တွေကအတော်က20ရက်နေမှာဝင်ရောက်တိုက်ခိုက်ပါတယ်။လက်တပြေထိုးစစ်ဆင်ပါတယ်။ စစ်တောင်းမြေအရှိဘကန်းရွာတိကြီးရွာမှာအင်အား60စကန်းချတာ ड़ी အဲ့ဒီစကန်းချတာတဲ့နေရာကို PDF နေပြီးတော့တိုက်စစ်ဌာနလောက်ကတရင်တပ်ဖွဲ့တွေစုဖွဲ့ထားတဲ့ viewer စစ်ကြောင်းတွေဝင်တိုက်ခဲ့တယ်လို့နေပြီးတော့ PDF ကထုတ်ပြန်ထားပါတယ်အဲ့တော့နေပြီးတော့ PDF ကထုတ်ပြန်ချက်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ရဲ့လမ်းညွန်ချက်နဲ့အမှတ်နဲ့စစ်စင်ရေးနေနေစစ်တောင်းပြီးအရှိတ်အဝါရေးတာရှည်နဲ့အခြားဒေသနေပြီးတော့တိုင်းစစ်ဌာနအနေနဲ့စစ်စင်ရေးတွေကိုဆောင်ရွက်နေတယ်လို့ပါပါတယ်ဒီတိုက်ပွဲမှာကနဦးကျွန်တော်ပြောခဲ့လို့စကစဖတ်စစ်တက်ရဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တက်ဟင်းမှုဒုတိယဗိုလ်မှူးကြီးညင်ညင်နိုင်လေကြောင်းကဝေးတက် ကလာတ2329မှာဖြစ်တယ်ဒီကောင်းကိုလက်ရဖမ်းပြီးစစ်မေးမလို့လှုပ်တုံးမှာပြန်လေခုခံတယ်ပစ္စတိုကိုထုတ်တာသူကဒါကြောင့်မို့ခုခံပြန်လေခုခံပြစ်ခတ်မယ်လို့ညင်တာကြောင့်ကာဝေးတက်ဖွဲ့ဝင်တွေကမိမိကိုမိမိခုခံကာဝေးပိုင်ခွင့်အရာပြစ်တက်လိုက်ရပါတယ်ဒီတိုက်ပွဲမှာ ုန်းဂျမ်ပါအကြီးတလုံးရတယ် MA11 တလက် MA3 တလက် G3 3လက်နဲ့60မမတလက်ပစ္စတိုတလက်60မမကြီး5လုံးကြီးပေါက်10ခုနဲ့ကြီးမျိုးစုံတစ်ထောင်မီးဆက်တလုံးတင်ပလိုက်တယ်ဒီတိုက်ခိုက်မှုတွေထိုးစစ်ဆင်မှုတွေကြောင့်ဖက်စစ်တပ်တွေကအထိနာပြီးတော့ရာတိတ်ကျွေးရွာအထိုင်စခန်းနဲ့ကျေးရွာတွင်းရှိ ဖက်စစ်တဲ့ကင်းစကန်အလုံးကိုအကုန်သိမ်းတဲ့အခါမှာဖယူဖင်းနဲ့ခွေးပြေးပြေးရတယ်လို့နေပြည်တော် PDF ကထုတ်ပြန်ထားပါတယ်ရေတာရှိရေတာရှိဆိုတော့ဒီလိုလူလူနေနေတဲ့လက်ရှိအချိန်မှာဖက်စစ်တဲ့အကြမ်းဖက်ဖက်စစ်တဲ့ဘက်မှာစစ်ကွင်ရာတွေထပ်ဖြစ်လာတယ် လေကြောင်းနဲ့ဘုံကျဲတာတွေရှိနိုင်တယ်။ဒရုန်းနဲ့ဘုံကျဲတာတွေရှိနိုင်တာကြောင့်စစ်တောင်းမြစ်ကန်းဝင်းကျင်မှာရှိတဲ့ကျေးရွာကပြည်သူလူတွေစည်ရေးတိရှိကြပါလို့ထုတ်ပြန်အတိပေးရတဲ့တစ်ချက်နေပြီးတော့ PDF စော်လီပြီးဆိုတဲ့တရင်ကောင်းကိုအရင် ပြောပြရင်နောက်ထပ်တရင်တစ်ခုကကပါစာ76ကပါစာ76မှာ 16ဘေးနာကာကင်းနေအကုန်တိတ်လိုက်ပြီပကူတိုင်းဘရောင်းတက်နေမှာကပ္ပဇာ16ရဲ့ကာကင်းစခန်းကြီးတိတ်လိုက်တဲ့တိတ်ပိုက်ခံရပြီးနောက်ပိုင်းမှာဖစစ်တဟာတွဲလိုက်ဒုံးနေနဲ့ပြစ်ခတ်မှုတွေလုပ်နေတယ်လို့ကျွန်တော်တို့သိရတယ်ကပ္ပဇာ16နဲ့ကရွာတွေကိုစစ်တက်တက်ဖွဲ့ဖစစ်တက်အချမ်းဘတ်တက်ဖွဲ့ရဲ့တက်ဖွဲ့ဝင်10ယောက်စီအင်အားချတာလေ နေပြည်စစ်ဆေးမှုပုံစံလောက်နေတယ်အဲ့ဒီရွာတွေကိုခန်စစ်ရွာဟိုလိုခန်စစ်တင်မဲ့ရွာအဖြစ်ဝချွန်လေးခြံစည်းရိုးတွေနဲ့ကာကိုင်းနေတယ်ပေါ်တာတွေလည်းတအားဆွဲနေတဲ့အခြေအနေဖြစ်နေအဲ့တော့ကမ္ဘာစစ်ချောက်နဲ့ပတ်သက်ပြီးတော့ကြည်ရရင်ကမ္ဘာစစ်ချောက်ရဲ့အဓိကကာကင်းစခန်းတွေဖြစ်တဲ့၆၃လုံး point ကိုအရကတတော်ကြီးနဲ့ပူပေါင်းတပ်ဖွဲ့တင်ပိုက်လိုက်တယ် ကာကင်းစခန်း63လုံးပွတ်666ပွတ်အပါဝင်ကာကင်းစခန်း၄ခုကိုတိမ့်ပိုက်လိုက်ပြီးတဲ့နောက်ပိုင်းမှာဖက်စစ်တပ်ဟာဒုံးတရင်ဒေါက်တာရ601ရဲ့ရှေ့တန်းစခန်း -26 ကနေပြီးတော့တွဲလိုက်ဒုံးအလုံး30နဲ့ကပ္ပစ6အနီးကိုပတ်လင်ရှင်းပြီးတော့ပြစ်ခတ်တိုက်ခိုက်နေတယ်အဲ့တော့မတုံးကြားချီရကြောက်စကွဲဖလုံး ီရွာဒီမှာဘက်ဆွတ်ထက်ဟာဝင်ရောက်ရှာဖွေရှာဖွေပြီးတော့စီးနှင်းထားတယ်ကြီးရွာဒီရဲ့အဝင်အထွက်ကတိကိုလည်းပိတ်ပင်ထားတယ်ဆိုတော့ဆက်တက်လေဒီနဲ့ကောင်းကင်မှာကင်းထောက်နေတယ်လို့မင်းနှုတ်ဘက်ကနေပြီးတော့ဗရောင်းတက်နေအတွင်းကိုဒေတာခံပြည်သူလူလူကိုအဝင်အထွက်လုံးဝမပေးတော့ဘူးလို့ကျွန်တော်တို့သိရပါတယ်အရကတတော်အင်းနဲ့မဟာမိတ်ပူးပေါင်းတက်မဟာမိတ်တက်ဖွဲ့တွေတက်ပေါင်းစုတွေဟာ ကာကွယ်ပစ္စည်းစက်ယုံကြီးတွေဖြစ်တဲ့ကမ္ဘာစာ16ကမ္ဘာစာ14ကမ္ဘာစာ6ကမ္ဘာစာ9အစရှိတဲ့ကမ္ဘာစာစစ်မင်နာကြီးကိုတဖြည်းဖြည်းနဲ့ချီးနှင်းဝင်ရောက်ထိုးစစ်ဆင်လာပြီးတဲ့နောက်ပိုင်းမှာဖက်စစ်တဲ့အချမ်းဖက်စစ်ကြောင်းတွေဟာစစ်မှုတန်းတွေမဟာတရားပို့ဆောင်ပြီးတော့ဗရောင်းတက်တဲ့အတွင်းမှာကုကံစစ်ကိုပြင်ဆင်ဖို့ဆင်နွှဲနေရတဲ့အခြေအနေကိုရောက်နေပါ နောက်ပိုင်းစစ်ဌာနချုပ်နတခနေမြေတဲကစစ်ကြောင်းတွေအတိကစစ်ကြောင်းနှစ်ကြောင်းညောင်ရိုးစစ်မျက်နှာကိုအရေးပေါ်ခေါ်ယူလိုက်တယ်လို့ကျွန်တော်တို့သိရတယ်။အဲ့တော့ဒီရဲ့ပိုင်းမှာရခိုင်ရိုးမအပေါ်မှာအစုလိုက်အပြုံလိုက်စစ်ပါလေစစ်ပိုက်တန်းလန်းနေနဲ့အစုလိုက်အပြုံလိုက်ဖက်စစ်တက်ကကောင်တွေနောက်တန်းကို ရှိသမျှကားတွေနဲ့ခွေးပြီးပြီးပြီးဖျူဖျင်းနဲ့ဒုက္ခိတများစွာ ဖြစ်နေတဲ့အခြေအနေကိုတွေ့ရပါတယ်ဒီတော့ဒုတိယသတင်းကအကြောင်းအရာကအာရကတတော်ရေးနဲ့ပူပေါင်းတက်များသည်ကပါစရီကိုစစ်မျက်နှာဖွင့်၍ထိုးစစ်ဆင်ပြီလားဆိုတဲ့အခြေအနေတစ်ခုကိုကျွန်တော်ထပ်တွေ့ရပါတယ်နောက်တဲ့အာရကတတော် EE ရဲ့ထိုးစစ်တစ်ခုကိုကျွန်တော်မနေ့ကပြောခဲ့တယ်လို့ စစ်တွေကိစ္စကြောက်ဖြူနယ်စစ်တွေကိုကင်တွယ်မှုပုံတံရဲ့နီးပြူဟာမဟာပြူဟာစစ်တင်ကပြူဟာတွေကိုကျွန်တော်တို့ထောက်လျှောက်လေ့လာကြည့်ရှုတဲ့နေရာမှာစစ်တွေဒါကဆောက်ကိုလက်နက်ချလို့မနေ့ကတေချာကျွန်တော်ပြောပြထားခဲ့ပါတယ်ဒီနေ့တော့ကြောက်ဖြူကြောက်ဖြူစစ်တွေဘယ်ဟာကိုအရင်သိမ့်မယ်တင်လေအဲ့တော့တရုတ်စီမံကိန်းတွေအများပြားရှိတယ်ရခိုင်ပြည်နယ်ကြောက်ဖြူ အရကတက်တော်အေးကခြေကုပ်ယူလာတဲ့နေရာတွေကိုဇတိုက်စစ်ကောင်စီတက်ကစစ်ကြောင်းထိုးလာတယ်လက်ရှိစစ်ကောင်စီစစ်ကြောင်းတွေကကြောက်ဖြူမြို့ပေါ်နဲ့15မိုင်လောက်အကွာမှာရှိတဲ့ချောင်းပြားကျေးရွာထိရောက်နေတယ်အေးဘက်ကထိုးစစ်စင်တာကိုခဏနားရတဲ့အချိန်မှာစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာတာအရကတက်တော်အေးနဲ့ပူအောင်တက်တဲ့ရမကွေးစစ်မြေနာကြီးကိုဖွင့်တဲ့အချိန်မှာဖက်စစ်တပ်ဟာ ကြောက်ဖြူကိုပြန်လဲစိုးမနိုင်ရေစူးစမ်းနေတဲ့အချက်လို့ကျွန်တော်တို့မြင်ရတယ်။ချောင်းပြားချောင်းဝရေနံတော်မင်းပြားအဲ့ဒီရွာတွေကဒေသခံတွေထောင်ချီပြီးထွက်ပြေးတင်းရှောင်နေရတယ်။ချောင်းပြားတို့နဲ့ချောင်းပြားရွာတွေကချောင်းဝရွာတွေကဒေသခံတွေတော်တော်ကြာကြာရှိနေပြီးထွက်ပြေးနေရတာ။အခုတော့တရောက်မကြံထွက်ပြေးရပြီ။ရေနံတော်ရေနံတော်တို့မင်းပြားတို့ ဒီဒဝိုက်ကဒေသခံတွေလည်းထွက်ပြေးနေရတယ်။အဲ့တော့ဗတ်စစ်တပ်ကကြောက်ပြူမြို့နယ်အတွင်းကရဲသားနေထိုင်တဲ့ရွာတွေကိုလေချောင်းနဲ့ဘုံကျဲပြီးနေမီရှင်းနေတာကိုလည်းကျွန်တော်တို့တွေ့ရသလိုရေချောင်းကနေလည်းလက်နက်ကြီးတွေနဲ့ပြစ်ခတ် truck ခိုက်နေလို့အရဲသားတွေတိတ်ဆုံးရတယ်။မနေ့ကဆိုရင်ချောင်းပြားကြီးရွာအနီးပတ်ဝန်းကျင်ကိုချက်ဖိုက်တာတွေနဲ့ဘုံကျဲတယ်။အဲ့တော့ ဖက်စစ်တပ်အကြမ်းဖက်စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲမတိုင်ခင်မှာရခိုင်ပြည်နယ်ကအေးထိတ်ချုပ်ထားတဲ့မြို့နယ်အချို့ကိုပြန်လည်သိမ်းပိုက်ဖို့စိတ်ကူးရှင်နေတာကိုတွေ့နေရသလိုကြောက်ဖြူနယ်စစ်တွေမှာဆင်ရတိုးချဲ့ပြင်းစင်နေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်။အဲ့တော့အာရခတ်တပ်တော်အေးရဲ့စင်နီးတင်ကဗျူဟာဟာအေးအတိုင်းလေးမျက်နှာဆက်ဆက်ယူဘက်ကနေတဆင့်အေးဟိုတိုင်းကိုထိုးဝင်မလား မကွေးစစ်မြေနာကဒီကပ္ပစကိုထိုးစစ်စင်လာအမ်ဘရန်နေရီကန်ဘျူဟာတကြောကိုတိမ့်ပိုက်ပြီးတကလာဘာဆက်လုံးမယ်တဲ့ဒီအချီနီရီအရခတ်တတော်အေးရစစ်ကစားနေတာကိုတွေ့ရပါတယ်ဆိုတော့လက်ရှိအချီနီမှာတော်လန်စစ်ပွဲတွေအနေနဲ့ကပြည်သူ့ကာကွယ်ရေးတပ်မတော်သော PDF များနဲ့တိုင်းသားအေးရကိုတက်တွေ့တာ တ်14မှနောက်မတွန့်ပဲတော်လန်တိုက်ပွဲဝင်နေတာဆိုတာကိုတော့သိထားပေးပါ online ပေါ်မှာဖြစ်နေတဲ့အဖြစ်ပြက်တွေနဲ့နေပင်ကဖြစ်နေတဲ့အဖြစ်ပြက်တွေနဲ့တခါတလေကြာရင်ထတ်တူမကြပါဘူးထုတ်ပြန်လို့မရတဲ့သတင်းများအရာစကိုင်းတိုင်းရဲ့အတိကတရုတ်စီမံကိန်းနဲ့ပတ်သက်တဲ့ထူးခြားတဲ့သတင်းတွေလည်း ရှိပါမယ်။နောက်ရက်မှာဆက်လက်နားထောင်ဖို့စင်သစ်ပြင်ထားကြအောင်။ဖက်စစ်တပ်ကိုညီသည့်အချောင်းရင်းထဲမှာမြန်မာပြည်ကိုအုတ်ချုပ်ခွင့်မပြုဘူးဆိုတာမြန်မာပြည်သူလူထုတရက်လုံးတန်ဒိတ်ထံချာတာပြီးပြီလို့ယုံကြည်ပါတယ်။အဲ့ဒီတန်ဒိတ်တဲ့အတိုင်းဆက်လက်ချီတက်ကြမယ်။ဂျေဇူးတင်ပါ